မြန်မာစစ်တပ်ကတရုတ်အကူအညီနဲ့လာရှိုးမျိုးကိုပြန်ရပြီးနောက်တရုတ်မြန်မာနယ်စပ်ကုန်သွယ်ရေးအတွက်အရေးပါတဲ့တိန်နီမျိုးကိုပါပြန်လိုချင်နေပါတယ်။ပြီးခဲ့တဲ့နှစ်လအတွင်းတိန်နီမျိုးအတွက်စစ်ကော်မရှင်နဲ့ကိုကန်တက်တို့ကြားတွဲဆုံညီနိုင်မှု၅ကြိမ်အထိရှိခဲ့တယ်လို့ BBC သတင်းရင်းမြစ်ကပြောပါတယ်။ကိုကန်တက်ထိန်းချုပ်ထားတဲ့လောက်ကမ်းမျိုးမှာပြီးခဲ့တဲ့စက်တင်ဘာ23ရက်နေ့တုန်းကနောက်ဆုံးတွဲဆုံထားကြတာဖြစ်ပါတယ်။ မြန်မာတရုတ်နှစ်နိုင်ငံကုန်သွယ်ရေးလုပ်ငန်းတွေပြန်စတင်နိုင်ဖို့စစ်ကောင်းဆောင်ကတရုတ်ခီးစစ်အတွင်းမှာတရုတ်ကိုတိုက်တွန်းခဲ့ပြီးအဲ့ဒီလိုပြန်စနိုင်ဖို့တိန်နီမျိုးကအရေးပါတဲ့နေရာမှာရှိနေပါတယ်။တိန်နီဒေတာကိုလာရှိုးလိုမျိုးကိုကန်းထက်ပြီးလက်လွတ်ရမယ်ဆိုရင်ကုန်သွယ်ရေးအတွက်တင်မဟုတ်ပဲရှမ်းမြောက်ဒေတာတွေပြန်ရဖို့မြန်မာစစ်တပ်အတွက်ထိုးစစ်တွေထပ်ပွင့်သွားမယ်လို့နိုင်ငံရဲ့အကဲခဲအရှိုးကတုံ့တက်နေကြပါတယ်။တိန်နီကိုဖျက်ရမယ်နှစ်နိုင်ငံကုန်သွယ်ရေးလမ်းကြောင်း 2023အောက်တိုဘာ29ရက်ကရှမ်းပြည်နယ်မြောက်ပိုင်းမှာစတင်ခဲ့တဲ့မြောက်ပိုင်းညင်အောင်သုံးဘွဲ့ရဲ့30နှစ်ခွန်စစ်စေးရေးပထမပိုင်းကလေးကတိန်နီမျိုးကိုကိုကတ်တက်ကထိန်းချုပ်နိုင်ခဲ့ပါတယ်။စစ်တပ်တိုင်းစစ်ဌာနရှိတဲ့လာရှိုးမျိုးကိုတော့30နှစ်ခွန်စစ်စင်ရေးဒုတိယပိုင်းအတွင်းဩဂုတ်မှာကိုကန်တက်ကတင်ခဲ့ပါတယ်။ဒါပေမဲ့လာရှိုးမျိုးကိုတော့တရုတ်ရဲ့ဂျာဝင်စစ်စမ်းမှုကြောင့်2025ဧပြီမှာပဲကိုကန်ကစစ်တပ်လက်ထဲပြန်လွှဲပေးခဲ့ရပါတယ်။ စစ်တပ်ပြန်တောင်းနေတဲ့တိုင်နီမျိုးဟာတရုတ်မြန်မာကုန်သွယ်ရေးလမ်းကြောင်းတွေအတွက်အခရာကျတဲ့မျိုးဖြစ်ပါတယ်။တိုင်နီခရိုင်အတွင်းမူဆယ်နဲ့ရှင်းရွှေရော်နယ်စပ်ကုန်သွယ်ရေးအတွက်ကိုကန်တရဲ့အခွန်ဌာနကစစ်စရေးဂိတ်6ခုဖွင့်ထားပြီးကုန်စည်တွေ24နာရီဖြတ်တန်းကုန်သွယ်နိုင်အောင်ဆောင်ရွက်ထားတယ်လို့ကိုကန်တ MNDAA ကဩဂုတ်လမှာသတင်းထုတ်ပြန်ပါတယ်။ တရုတ်မြန်မာနယ်စပ်ကုန်သွယ်ရေးမှာမူဆက်တရ9မိုင်ကုန်သွယ်စခန်းကအကြီးဆုံးကုန်သွယ်ဂိတ်ဖြစ်ပြီးရှင်းရွှေရော်နယ်စပ်ဂိတ်ကဒုတိယအကြီးဆုံးဂိတ်ဖြစ်ပါတယ်။အဲ့ဒီကုန်သွယ်ရေးစခန်းတစ်ခုလုံးကိုရသွားဖို့ဆိုရင်တိမ်ညီမျိုးနယ်ကိုမဖြစ်မနေဖြတ်တန်းရမှာဖြစ်ပါတယ်။လာရှိုးမျိုးကိုစစ်တပ်ကပြန်ရခဲ့ပေမဲ့ရှမ်းမြောက်ကနေတရုတ်အထိကုံသွယ်လမ်းပြန်ပွင့်ဖို့အတွက်တိန်နီမျိုးကိုစစ်တပ်ကပြန်ထိရှုပ်ဖို့လိုပါတယ်။ မူဆက်တရငါမိုင်ကုံသွဲစက်ခန်းကိုမြောက်ပိုင်းညင်အောင်သုံးဘွဲကပူပေါင်းထိရှုပ်ထားတာဖြစ်ပြီးရှင်းရွှေရော်နယ်စပ်ဂိတ်ကိုတော့ကိုကန်တက် MNDA တခုတည်းကထိရှုပ်ထားပါတယ်။မူဆက်တရငါမိုင်ဂိတ်ကိုပြန်တောင်းရင်သုံးဘွဲလုံးနဲ့စကားပြောရမယ်။ရှင်းရွှေရော်ဂိတ်ကိုသုံးမယ်ဆိုရင်တော့ကိုကန်တက်တခုတည်းနဲ့ပဲဆက်ညီရတဲ့သဘောပေါ်လို့နိုင်ငံရေးအကြက်ခက်တူကထောက်ပြပါတယ်။မြောက်ပိုင်းညင်အောင်သုံးဘွဲထဲမှာကိုကန်တက် MNDA တန်းတက် DNA အနေနဲ့အာရခတက်တော် AA တို့ပါဝင်ပါတယ်။ ဒါကြောင့်မူဆယ်တရား၅မိုင်ကိုလက်လွတ်ထားရတဲ့စစ်ကော်မရှင်ကလာရှိုတိန်နီရှင်းရွှေဟော်လမ်းကြောင်းကနေတရုတ်နဲ့ကုန်သွယ်ရေးပြန်ဆနိုင်ဖို့တိန်နီမျိုးပြန်ပေးရေးကိုကိုကန်းတက်ကိုအကြိမ်ကြိမ်တောင်းဆိုနေတာလို့ကိုကန်းနဲ့နီးစပ်တဲ့သတင်းရင်းမြစ်ကပြောပါတယ်ဒါအပြင်ကွမ်လုံကျိုးတရာတစ်ကိုဖွင့်လှစ်လိုက်တဲ့အတွက်ရှင်းရွှေော်နေဆက်ကုံသွေးရေးလမ်းကြောင်းကအရင်ကထက်ပိုလန်းတာလာပါဗျ။မူဆယ်တရားငါးမိုင်ကုံသွေးစက္ကန့်ရဲ့နေ့စဉ်ကုံသွေးတန်ဖိုးက အမေရိကန်ဒေါ်လာရှောက်တန်းခွဲကျော်ရှိတယ်လို့မြမမဟာဗျူဟာနဲ့မူဝါဒလေ့လာရေးအင်စတီကျူ ISB မြန်မာကဖော်ပြခဲ့ပါတယ်။လာရှိုးတိန်နီလမ်းကြောင်းကနေကုန်သွယ်မဲ့ဒုတိယအကြီးဆုံးနေဆက်ဂိတ်ဖြစ်တဲ့ရှင်းရွှေဟော်ဂိတ်ကတော့အရင်က နေ့စဉ်ကုန်သွယ်တန်ဖိုးအမေရိကန်ဒေါ်လာတက်တန်းကျော်ရရှိခဲ့တယ်လို့ ISB မြန်မာရဲ့သုတေသနအရှက်လက်တွေအရာသိရပါတယ်။ ရှင်းရွှေရော်ဂိတ်အပါအဝင်ကိုကန့်ဒေတာတွေကနေဆက်ကုံတွေဂိတ်တွေကိုစစ်တပ်နဲ့ကိုကန့်အပြည့်ရဲ့သဘောတူညီချက်ထွက်ပြီးတဲ့နောက်ပိုင်းမှာတရုတ်ဘက်ကပြန်ဖွဲ့ပေးခဲ့ပါတယ်။ဒါပေမဲ့ကိုကန့်ထိန်းချုပ်ဂိတ်တွေကနေကုံသွဲတဲ့အခါတွင်းကုံရောပုတ်ကုံအတွက်ပါကုံအမျိုးအစားကုံပမာဏတွေကိုတရုတ်ကသတ်မှတ်ခွင့်ပြုထားတဲ့ဘောင်တွေကနေသာအကန့်အသတ်တွေနဲ့ရောင်းဝယ်နေရတယ်လို့ကုံတဲ့တရှိုးကရှင်းပြပါဗျ။တိန်နီမျိုးမပေးရရေးကိုကန့်ဘလို့ကြိုးပမ်းနေလဲ။ တိန်နီမျိုးပြန်ပေးဖို့စစ်တပ်ရဲ့တောင်းဆိုချက်တွေကြောင့်ပြီးခဲ့တဲ့ဩဂုတ်လနဲ့စက်တင်ဘာလပထမအပတ်အတွင်းစစ်တပ်နဲ့ကိုကန်တို့လေးချိန်ညှိနှိုင်းခဲ့ပေမဲ့ရာလမထွက်ပဲပြီးဆုံးသွားခဲ့တယ်လို့ဒီရရှိနေကိုတီးတဲ့ BBC သတင်းရမြစ်ကပြောပါတယ်ဒါပေမဲ့ကိုကံဘက်ကလာရှိုးမြို့သိမ်းတိုက်ပွဲမှာကိုကံဖန်စီရမိတဲ့မြန်မာစစ်သား၈ဦးကိုတော့ပြက်လွတ်ပေးခဲ့တယ်လို့သူကဆိုပါတယ်။အရာရှိစင်းတော့မပါဘူးတပ်သားအစင်းလောက်တွေကိုပဲပြက်လွတ်ပေးတာလို့သူကဆက်ပြောပါတယ်။ စက်တင်ဘာ23ရက်နေ့ကစစ်တပ်မပါတဲ့တရုတ်နဲ့ကိုကတ်ဆွေးနွေးမှုမှာတရုတ်ကမ္မကထလုပ်ခဲ့တဲ့အပြစ်ရစာချုပ်အတိုင်းရှမ်းမြောက်မှာကိုကတ်ရဲ့ထိုးစစ်ဆက်ရထားမှဖြစ်တယ်လို့စစ်တပ်ကလည်းကိုကန်တက်ရဲ့ထိန်းချုပ်မျိုးတွေဆက်မတောင်းရင်တရုတ်ကအသိပေးသွားမယ်ဆိုတဲ့ရလက်ထွက်လာတယ်လို့ကိုကတ်နဲ့နှိစက်တဲ့တည်ရင်းမြစ်တွေကပြောပါတယ်ကိုကန်နဲ့စစ်တပ်တို့ရဲ့အပြစ်ရစာချုပ်ကိုတရုတ်ကြားဝင်စစ်ဆင်မှုနဲ့2025ဇန်နဝါရီလတည်းမှာရှုပ်ဆိုခဲ့ကြတာဖြစ်ပါတယ်။ တရုတ်နဲ့ကိုကန်တက်နှစ်ဖက်တွဲဆုံမှုကို ကိုကန်တက်ဘက်ကစတင်ကန်လန်းခဲ့တာလို့သိရပါဗျ။စစ်တပ်နဲ့ကိုကန်တက်တွဲဆုံမှုတိုင်းမှာကိုကန်တက်ကိုတိန်နီဒေတာကစားလို့၁၀နှစ်ခွန်စစ်စင်ရဲ့ပထမပိုင်းကလေးကတိန်ယူခဲ့တဲ့ လောက်ကင်မျိုးအထိတဖြည်းဖြည်းပြန်ဆုပ်သွားဖို့စစ်ကော်မရှင်ကဆန္ဒရှိတယ်လို့သူကရှင်းပြပါဗျ။လောက်ကင်ဒေတာအထည်ပြန်ဆုပ်ပေးမယ်ဆိုရင်လေကြောင်းတိုက်ခိုက်မှုတွေလည်းရှမ်းမြောက်တကြောမှရော့သွားမယ်လို့စစ်တပ်ကအတန်လွှင့်ခဲ့တဲ့အကြောင်းသူကဆိုပါတယ် မြန်မာစစ်တပ်လာရှိုးမျိုးကိုပြန်ရချိန်တုန်းကလည်းတရုတ်အထူးတန်တမန်တိုင်းရွှေချင်းကိုတိုင်းလာရှိုးမျိုးလည်းအနည်းကစင်နဂါဟိုတယ်အထိရောက်လာခဲ့ပြီးစစ်တပ်ထံမျိုးအုပ်ချုပ်ရေးရန်တရားတွေလွှဲပြောင်းပေးဖို့အတိထဲထဲဝင်ဝင်ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ကိုကန်တက်နဲ့တရုတ်နှစ်ဖက်တွဲဆုံမှုမှာတော့တရုတ်ဘက်ကကိုကန်တက်ကိုတိမ်မီမျိုးအုပ်ချုပ်ရေးနဲ့ပတ်သက်ပြီးအရှက်အလက်တချို့ယူလာခဲ့ဖို့တည်င်းပါတဲ့အကြောင်းတည်င်းရင်းမြစ်ကပြောပါတယ်။ မြို့အရှုပ်ရေးပိုင်းမှာစနစ်တကျလက်ပတ်မှုရှိမရှိနဲ့တိုင်းနီဒေတာကလူမှုတွေအနေနဲ့ကိုကံရဲ့အုပ်ချုပ်မှုအပေါ်ထားတဲ့သဘောထားတွေကိုတရုတ်ကသိကျင်နေတယ်လို့သူကပြောပါတယ်ကိုကန်တက်အပေါ်လူရုဆန္နာနဲ့ကြုံနေရတဲ့အခက်အခဲကိုမေးမြန်းတဲ့ရုပ်တံဖိုင်းတွေကိုတရုတ်ကယူလာခိုင်းခဲ့တယ်လို့သူကဆိုပါတယ်။ အလားတူကိုကန့်တက်အရင် လာရှိုးမျိုးကိုအုပ်ချုပ်ခဲ့တဲ့အရှင်တော်ကလည်းကိုကန့်အပေါ်ထားတဲ့လူမှုရဲ့သဘောထားနဲ့ဆန္ဒတရှုပ်ကိုတရုတ်ကိုယ်စားလှယ်အဖွဲ့ကမင်းမြန်းသွားတာရှိတယ်လို့သိရပါတယ်တပ်ဖက်မှာလည်းကိုကန်တက်ကတိန်ဒီမျိုးနဲ့ပတ်သက်လို့ဒေတာတွင်အုပ်ချုပ်ရေးအပြင်စီးပွားဖွံ့ဖြိုးတိုးတက်ရေးနဲ့သက်ဆိုင်တဲ့အခြေအနေတွေကိုကိုကန်တက်ရဲ့လူမှုကွန်ရက်စာမျက်နှာကနေစတိုက်ထုတ်ပြန်နေပါတယ်။ တရုတ်မြန်မာကုန်သွယ်ရေးလမ်းကြောင်းမှာတိန်နီခရိုင်ကမူဆယ်နဲ့ရှင်းရွှေဟော်မျိုးတို့ကိုဆက်သွယ်ပေးထားတဲ့ဆက်သွယ်ရေးဗဟိုချက်နေရဖြစ်တာကြောင့်ကုန်သွယ်ရေးလမ်းကြောင်းအဆင်ပြေအောင်ဆောင်ရွက်ပေးနေတယ်လို့ကိုကန်တက်ကဩဂုတ်လမှာထုတ်ပြန်ထားပါတယ်လန်ဒတာအခချင်းဝင်နဲ့အခုနေကိုကောက်ခံတဲ့နေရာမှာလဲဥပဒေနဲ့အညီကောက်ခံပြီးလမ်းပန်းဆက်သွယ်ရေးအဆောက်အုံတွေကိုထိမ့်သိမ်းဆောင်ရွက်နေတဲ့အကြောင်းထုတ်ပြန်ချက်ကနေတဆင့်ကိုကန်တက်ကအတည်ပြုပါရယ် လက်ရှိမှာတိန်နီခရိုင်ကတဆင့်တရုတ်ဘက်ကို စပါပဲမျိုးစုံထုတ်ကုန်နဲ့တရိတ်ဆက်နေတင်ပိုးတဲ့ကုန်တင်ရင်းနေဖြတ်တန်းတာလစဉ်အကြေရေထောင်ထဲရှိရှိတယ်လို့ကိုကန်တက်ကပြောပါတယ်တရုတ်ဘက်ကနေလေလူသုံးကုန်ပစ္စည်းတွေစောက်လုံရေးပစ္စည်းနဲ့ဟင်းသီးဟင်းရွက်တတိဝလံတွေကိုတင်သွင်းနေတယ်လို့ကိုကန်တက်ကပြောထားပါဗျ။တိန်နီကစီးရေးအရာဘလို့အေးပါလဲ။ တိုင်နီမျိုးပြန်ပေးရေးစစ်တပ်အကြိမ်ကြိမ်တောင်းဆိုနေချိန်မှာပဲရှမ်းပြည်နယ်မြောက်ပိုင်းတနေရာမှာမြောက်ပိုင်းညင်အောင်သုံးဘွဲတပ်တွေရဲ့ထိပ်ပိုင်းအရာရှိတရှို့တိတ်တဆိတ်တွဲဆောင်ဆွေးနွေးမှုရှိခဲ့တယ်လို့တရင်ရင်မြစ်ကထုတ်ပြောပါတယ်။ကိုကန်တပ်အနေနဲ့တိုင်နီမျိုးကိုစစ်တပ်လက်ထဲပြန်မပေးပဲအုပ်ချုပ်ရေးကို ပုံမှန်လဲပတ်ပြီးဆက်ထိန်ထားဖို့မဟာမိတ်တွေကလိုလားတယ်လို့သူကဆိုပါတယ်။တိန်နီနဲ့စစ်တပ်ထိန်းချုပ်ထားတဲ့လာရှိုးမျိုးတို့ဟာ32မိုင်ဝေးကျင်ကွာဝေးပြီးလာရှိုးနဲ့နေမြေထိဆက်နေတာဖြစ်ပါတယ်။ တိန်နီမျိုးရဲ့အနောက်တောင်အရက်မှာလာရှိုးမျိုးရှိပြီးလာရှိုးနဲ့နေမြေထိဆက်နေတဲ့နေရာမှာတအန်းတက်တရအန်နေထိန်းချုပ်ထားတဲ့မျိုးတွေရှိနေပါတယ်။တီဘောမျိုးကနေဆက်စင်းမဲ့ဆိုရင်တော့စစ်တပ်ပြန်ထိန်းချုပ်ထားတဲ့နောင်ရှိုးနဲ့ကြောင်မဲမျိုးတို့ရှိပါတယ်။တိန်နီမျိုးကသာစစ်တပ်ပြန်ရခဲ့မယ်ဆိုရင်လာရှိုးမျိုးနေတဲ့ကရှေကုန်းယူထားတဲ့နေရာတွေကိုပါကိုကန်တပ်ဘက်ကထပ်ပြီးလက်လွတ်ပေးဖို့ဖိအားပေးခံရနိုင်ချေပုံများလာတယ်လို့စီရေးတဲ့ရဲမြစ်ကတုံ့တက်ပါတယ်။ လာရှိုးမျိုးကိုစစ်တပ်ပြန်ရခဲ့ပေမဲ့မြို့ပေါ်ကထိန်းချုပ်ထားနိုင်ပြီးမြို့ရဲကနေရအများစုမှာတော့ကိုကန်တက်တင်ဆက်ရှိနေတုံပဲလို့မြေပြေအရှိန်နေတည်သူတရှိုးရဲ့ပြောပြချက်အရသိရပါတယ်တိန်နီပြန်ရရင်လာရှိုးတမျိုးနယ်လုံးရောကိုကန့်တင်ထားတဲ့ကြံတဲ့နေရာတွေကိုပါစစ်တပ်ကထတ်တောင်းလာနိုင်တယ်။မြေပြင်အနေထားအရလည်းမဟာမိတ်တွေစီအကူအညီရောက်ဖို့ အကန့်အသတ်တွေပို့ကြည့်လာမယ်လို့စီရင်တဲ့ရင်းမြစ်တွေကထည့်ပြောပါဗျ။ တဖက်မှာလည်းရှမ်းမြောက်ကတန်တက်တရအအနေထိန်းချုပ်ထားတဲ့နောင်ရုံမျိုးကိုစစ်တပ်ကပြန်လည်ထိန်းချုပ်ပြီးနောက်နှစ်လအကြာအော်တိုဘာလအစမှာပဲနောင်ရုံအနီးကကြောင်မဲမျိုးကိုပါထပ်ပြီးထိန်းချုပ်နိုင်ခဲ့ပါတယ်။စစ်ကော်မရှင်ကတော့ကြောင်မဲမျိုးကိုရဖို့ရပောင်း20ကျော်အတွင်းမြေပြင်ဝေဟင်တံပြန်စစ်ကြောင်းတွေနဲ့ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးတရအအနေပီဒီအက်ပူပေါင်းတပ်တွေနဲ့တိုက်ပွဲ132ကြိမ်ဖြစ်ပွားခဲ့တယ်လို့နိုင်ငံပိုင်သတင်းစာကနေအကြေတဝင်းထုတ်ပြန်ပါတယ်။ ကိုကန်တက်ကတိန်နီမျိုးကိုစစ်တပ်ထံလွှဲပြမှုအထည်ဖြစ်လာမယ်ဆိုရင်တော့ရှမ်းမြောက်ဒေသတကြောကိုပြန်ရဖို့ထိုးစစ်မနာရန်ဖော်နေတဲ့စစ်တပ်အတွက်ထိုးစစ်လမ်းကြောင်းတွေပိုပွင့်သွားနိုင်တယ်လို့စီရေးအကြိတ်ခက်တအူးကသုံးသပ်ပါတယ်။စစ်တပ်ကတိန်နီပြန်ရသွားရင်တိန်နီ၊လာရှို၊နောင်ရှို၊ကြောင်မဲတို့မှရှေကုတ်ခိုင်မှာယူပြီးတရအနေထိန်းထားတဲ့ဒီဘမိုးကုတ်မိုင်းငော့နန်ဆန်မန်တုံနမတူအထိပါတိုက်ပွဲတွေဆက်လာနိုင်တယ်လို့သူကရှင်းပြပါဗျ ကြောင်မဲမျိုးကိုစစ်တပ်ထိန်းချုပ်ပြီးတရက်အကြာမှာပဲတရက်အနေထိန်းချုပ်ထားတဲ့နမတူနဲ့မန်တုံမျိုးတို့ကိုစစ်တပ်ကလေကြောင်းတိုက်ခိုက်မှုတွေလုပ်ခဲ့တာကြောင့်စစ်ရှောင်း၃ဦးသေဆုံးခဲ့ပြီးနောက်ထပ်ဒေသခံရှာဦးတန်းရရခဲ့တယ်လို့တရက်အနေပြန်ကြားရေးတာဝန်ခံလွေးရီဦးက BBC ကိုပြောပါတယ်တိန်နီမျိုးပြန်ပေးရေးကိုကန့်ကိုစစ်တပ်တောင်းဆိုနေတဲ့အပေါ်မဟာမိတ်ဖြစ်တဲ့ DNA ရဲ့သဘောထားမှတ်ချက်တစုံတရာရဖို့အတွက် BBC က DNA ကိုစ조사ဆက်သွယ်နေစေဖြစ်ပါတယ်။ အလားတူကိုကန်တက်ရဲ့ထိပ်ပိုင်းအစင်းမြင့်အရာရှိတရှိုးပါဆိုင်နဲ့ဘဏ်အကောင့်တွေကိုတရုတ်ဘက်ကလက်ရှိအချိန်အထိထိန်းချုပ်ပြီးပိတ်ထားတာတွေကကိုကန်အတွက်နိုင်ငံရေးအယက်ဆွေးနွေးပွဲတွေမှာဖိအားတစ်ခုဖြစ်လာတယ်လို့ကိုကန်နဲ့နီးစပ်တဲ့သတင်းရင်းမြစ်ကအတည်ပြုပြောပါတယ်လာရှိုးကိုစစ်တပ်လက်ထဲပြန်လွှဲလိုက်တော့ကပိတ်ထားတဲ့ဘဏ်အကောင့်တရှိုးကိုတရုတ်ဘက်ကပြန်ဖွင့်ပေးခဲ့ပေမဲ့ကိုကန်တက်ရဲ့ဘဏ်နာရေးနဲ့ဆိုင်တဲ့အကောင့်တရှိုးကိုတော့တရုတ်ဘက်ကဆက်ပိတ်ထားပြီးဖိအားပေးနေတော့မယ်လို့သူကရှင်းပြပါဗျာ။ ်တပ်ဖက်မှာလည်းကိုကန်တက် MNDA နဲ့စစ်တပ်တို့အပြစ်ရက်ပြီးတဲ့နောက်ပိုင်းမှာလည်းတရုတ်ကကိုကန်တက်အနေနဲ့မဟာမိတ်တွေကိုစီရေးအယကူညီတာတွေမလုပ်ဖို့ပြင်းပြင်းထန်ထန်တားမြစ်တယ်လို့ကိုကန်တဲ့ရင်းမြစ်တွေကအစောပိုင်းကတည်းကပြောပါတယ်ကိုကံဘက်ကစီရေးအရာကြည်တရှက်ဖောက်ခွင့်မရှိတာလက်နက်နဲ့ရိက္ခပစ္စည်းတွေကုညီခွင့်မရှိတာအပြင်လိုအပ်တဲ့အကူအညီတွေပေးခွင့်မရှိတာစတဲ့အသေးစိတ်အချက်လက်တွေကိုအပြည့်ရဆချုပ်ထဲမှာထည့်ရှုပ်ထားတယ်လို့သူကအတည်ပြုပါတယ် ရှမ်းမြောက်မှာမြောက်ပိုင်းကြီးနောင်သုံးဘွယ်တွေကတပ်ဖွဲ့ဖြစ်တဲ့တန်တက်တရအအနေနဲ့စစ်တပ်တို့ကြားမြေပြင်မှာတိုက်ပွဲတွေဆက်လက်ရှိနေချိန်မဟာမိတ်ဖြစ်တဲ့ကိုကန်တက်ကစီရေးအရအကူအညီမပေးနိုင်အောင်တရုတ်ကအကြမ်းကြမ်းဟန်တားနေတယ်လို့နိုင်ငံရဲ့အကြက်ခက်တအူကထောက်ပြပါဗယ်။တိန်နီကိုကိုကန်ဘက်ကလာရှိုးလို့ပြန်ပေးဖို့မရှိပါဘူး။နေဆက်ကုံတွယ်ရဲ့အကြောင်းပြပြီးတိန်နီနေတဲ့စစ်တပ်ကဝင်လာရင်တော့ကိုကန်ဘက်ကတိုက်ပွဲပြန်စားမဲ့သဘောပဲလို့ကိုကန်နဲ့နီးစပ်တဲ့တည်င်းရင်မြစ်တွေကပြောပါတယ်